ငါးတန်းအရွယ်ကောင်လေးနဲ့ကောင်မလေးတို့ရဲ့အချင်းချင်းပြောထားတဲ့အတန်ဖိုင်ဒီတန်ဖိုင်မှာငါးတန်းចောင်းသူကောင်မလေးနဲ့ငါးတန်းចောင်းတာကောင်လေးတို့ရဲ့အချင်းချင်းပြောထားတဲ့စကားတွေပါဒီစကားတန်တွေကြားရတော့ခုခေတ်ကလေးတွေကိုအယံအံ့ဩမိပါတယ်ကျမတို့ငါးတန်းအရွယ်တုန်းကနှစ်ချီသွဲလောင်းနဲ့ဆော်လိုကောင်းတုန်းပါခုခေတ်ကလေးတွေလိုရီစားထားတာတဝင်းတူတာနောက်တစ်ယောက်နဲ့သွဲပြတာစတာတွေကိုလုံးဖို့မဆိုးထားနဲ့နားတောင်မလေသေးပါဘူးနော် ခုခေတ်ကလေးတွေကတော့အယံကိုတတ်နေကြပါပြီ။ဒီရွယ်လေးတွေနဲ့ဒီလိုစိတ်တွေဖြစ်နေကြရင်သူတို့ရဲ့အနာဂတ်ကအဆင်ပြေပါမလားနော်။ဒါကိုမိဘတိုင်းတတိထားမိကြပြီးတော့ကိုသားသမီးတွေကိုဂယုစိတ်စေချင်ပါတယ်။ဒါကြောင့်ဒီတန်ဖိုင်လေးကိုတင်ပေးလိုက်ရတာပါ။ဒီတန်ဖိုင်ဟာခရကန်ရှင်ကလေးတွေကိုနင်နာစေဖို့မဟုတ်ပါဘူးနော်။ကလေးရှိတဲ့မိဘတိုင်းဒီတန်ဖိုင်ကိုနားထောင်ပြီးကိုကလေးတွေကိုတည်တည်ကြကြဂိယူစိတ်ချဖို့အတွက်တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ ဒါဆိုရင်အတန်ဖိုင်လေးကိုနားထောင်ကြည့်ကြရအောင်နော် ခုလိုအသုံးဝင်တဲ့နည်းလမ်းတွေကိုနှင်းစင်သိရဖို့ဒီ channel လေးကို subscribe လုပ်ပေးပါဦးနော်အဲ့ဒီမှာကိုကြိုက်လားကြိုက်နေရောဟာဘာမှမပြောတော့အေးစုကငါအကလေးမှမကြိုက်ဘူးမင်းကိုတိလာလို့ပဲငါပို့ပါနော်အေးဆောင်ရွက်တာလားမစားနဲ့ဗျာတိဝါတိဝါတော့နင်းမင်းလည်းဆက်ဝင်ပါလေဆိုဆက်ဝင်သွားရင်စိတ်နဲ့တော့နိုင် အားလုံးကစိတ်ရဝင်သွားတာအားမတယောက်ပဲရှိတာလေအေးရနေလေဘာလို့ပြောနေတာရောရှားပါနဲ့နေဘာလားရှားငါတီးပြီးသားငါတူတူတောက်ကမငါတီးတယ်ညာငါစမရှိရဘာမှနာမည်ဒီရွာငါမကြိုက်ပါဘူးဆိုနင်းတယောက်လည်းအညာဝါရီလိုက်လိုက်ကောင်းတာရောမကြိုက်ဘူးမကြိုက်ဘူးလုံးဝမကြိုက်ဘူးကွာအေးဒီဆောက်စင်းကြီးကပါတင်တာဆောက်စင်းကြီးကပါအောင်တိ ။အဘာလို့မီးတော့တော့အောင်လို့။အဲဒုပဲ။ဒီစောစောပြီးတဝင်းရဲ့၃မိနစ်နဲ့တော့ရဲ့။အတော့ငါတော့တော့မဟုတ်တကယ်ပြောနေတာ။အဲ့ဒါနင်ကလည်းလည်းမပြောနဲ့လေ။ငါသူ့ကိုကြိုက်မှမကြိုက်တာလို့။ဒီမှာချမ်းပြေ။နင်းနေ။ဟိုကလေ။ဒီဟိုကအဲ့ခဏနေမ။ပြေကြ။နင်းနေခိုးတော့ကလေ။ ဘာပြောနေတာတော့လို့တိတ်ချပြောတိတ်ချပြောဒီစကားကနားမလည်နေနေတခေါမဆိုနေပါစကားဘာပြောတော့နေမပြူးတော့အေးငါတည်တယ်နေမကြိုက်တာနောက်ခါကြရင်လေခင်အောင်လည်းငါ့ကိုပြောတာတည်တာခင်အောင်လည်းငါ့ကိုပြောတာနေရတဲ့ညာဆူဆူဆိုအောင်လေညာဆင်းရဲဆိုဆိုအောင်လေတော်တော်ရရငါထက်တော့မပူကြိုက်တယ်တဲ့ဆင်းရဲဆိုတော့တော်တော်ဆိုအောင်သေးတော့မှာဆော်တော့သေးတော့မ ောက်ပြန်ခေါ်စမ်းနေရာမနေရာမလေးနေရာမကံကောင်းခွေတော့ကတေးတော့မှာမောက်ခံကအဲ့လိုခေါ်ရခေါ်တယ်နေရာကနဲ့ကျောင်းကပေးတော့မှာမခေါ်ကြောက်ပါလေအမရနောက်ရကဆုံးတခေါ်မှလုံးခေါ်တော့ပါဦးကြောက်တယ်ကြီးတော့ကြီးချင်းတော့တေးတော့မှနော်ကျောင်းသားကြီးချင်းကြီးချင်းနောက်ပါရင်ငါလက်စကားကိုတိတ်ချနားတော့ဟုတ်ဟုတ် ်ဒီအေးစုရဲ့နင်းတော်စားကမဟုတ်လားဟုတ်လားကွာကြောင်းလုံးမနင်းနေတာနဲ့ဖြည့်စင်းရဲ့ခုအေးစုဟိုကအေးစုကပြေကုန်ကွာခဏလုံးကလည်းရှိပဲနေနေโอเคဆိုတာနဲ့โอเคရတာပဲโอเคโอเคအဆင်ဒါပဲနော်ဒီမှာငါကိုကိုတိကိုကိုကတိသွားပြီဒါပဲကိုကိုနားနေလို့โอเค အားကြပါလေအားကြပါဘယ်အဲ့နောက်ခုတည်းစုတီးနာတော့နင်းနဲ့ထားရမယ်ငါပြောပြရတယ်နင်းတယောက်ထားရင်ငါလည်းတယောက်ထားမှာလို့ပြောပြရတယ်နင်းထားလို့ငါမိတ်ထားတယ်စုရနောက်ခုတည်းတိပြမယ်ပါနဲ့နောက်ခုစားတစ်ဖက်တည်းတီးလို့မရဘူးနှစ်ဖက်သေးရမှမြည်ရဲ့အားကြနိုင်တယ်နဲနော်ငါအားကြပါတယ်။နဲစနေနဲ15နဲ့မှရရထားပြီပဲ။အားကြနိုင်ပါနော်။ အားဒီမဲ့ဒီအကိုကြီးနဲ့အားဖြစ်တော့မှာเนาะခုမှကွန်လာရဲ့ဒါဖြစ်သွားရင်လေနင်းနင်းအငါ့ကိုပြန်လို့မနာမတင်းလားဆိုတာဒီတယ်เนาะငါကလည်းစင်းတော့ပြောနင်းတိုးဆိုရင်လေချောင်းပေါ့โอเคเนาะနင်းတိုးငါတော့တငယ်ချင်းစိတ်တက်အနေနဲ့ပဲနေသွားမယ်နင်းတိုးမယ်ဆိုရင်ဒီစားပေါ်နေပဲနေမယ်เนาะ တန်ဖိုင်ကိုနားထောင်ပြီးတော့ကလေးမိဘတွေအတွက်အသေးတစ်ခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျမအနေနဲ့ကတော့ဒီအရွယ်ကလေးတွေကိုဒီလိုစိတ်တွေမဖြစ်စေချင်ပါဘူး။သူတို့လေးတွေပျော်ပါးကစားနေတာစားကြက်နေတာကိုပဲမြင်ချင်ပါတယ်။ဒါပေမဲ့ခုကစ်ကလေးအများစုကဒီလိုအပျော်လူပျော်စိတ်တွေဝင်နေကြတာကိုနေရာတော်တော်များမှာတွေ့နေရပါတယ်။ဒါဟာကလေးတွေအတွက်မကောင်းသလိုကျမတို့လူမှုပတ်ဝန်းကျင်အတွက်လည်းမကောင်းဘူးလို့ယူဆမိပါတယ် ဒီလိုတွေမဖြစ်ရအောင်မိဘတိုင်းကကို့သားသမီးတွေကိုယူဆကြပါနော်။နောက်ပြီးကလေးတွေဆိုတာအတုမြင်ရင်အသက်တင်လေကြပါလေ။အရွယ်ရောက်ပြီးသားအတန်းကြီးចောင်းသားတွေရဲ့နေပုံထိုင်ပုံတွေကိုမြင်ပြီးအတုခိုးကြတာလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်အရွယ်ရောက်ပြီးသားလူငယ်တွေအနေနဲ့လည်းကို့ရဲ့ညီညီမငယ်လေးတွေရဲ့ရှေ့မှာတည်ထားဆင်ခြင်နေကြပါလို့ပြောချင်ပါတယ်။ အဆုံးထိကြည်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းခုလိုအကြောင်းအရာလေးတွေကိုမျှဝေပေးမှဖြစ်လို့ကျမရဲ့ channel လေးကို subscribe လုပ်ပေးပါဦးနော်။